စသဖြင့်ဝေဘန်လီမကန်ကင် Ocean Ho ဆိုတာဘယ်လိုမျိုးလဲကျွန်တော်တို့အရင်ကြီးလိုက်ကြတာပေါ့ထုံးကြောက်ဒါမှမဟုတ်တခြား Zolibar Rounds တွေကရေရဲတိုက်စားမှုတန်ကိုနှစ်ကာလတခုထိခံလာရတဲ့အခါအကောင်းပေါက်တရံဖြစ်လာပါပြီဒီလိုအချိန်မှာဘယ်လိမျက်နှာပြင်မြင့်တက်လာလို့ပဲဖြစ်ဖြစ်ရေလွှမ်းသွားလို့ပဲဖြစ်ဖြစ်ဒီအပေါက်ကြီးတွေကရေအောက်ကိုရောက်သွားကြပါလေရောဒါမျိုးကို Ocean Ho လို့ခေါ်ပါတယ်ဒီကောင်ကြီးတွေကဘုံမိပေတာဖြစ်စဉ်ရထူးခြားကြသလိုကျွန်တော်တို့လူသားတွေအဖို့အခုထိလေးလာနေရဆဲကိစ္စရက်တွေတခုအပါအဝင်ဖြစ်ပါတယ် ကဲဒီနေ့တင်ဆက်မှုမှာတော့ကမ္ဘာတစ်လောက်က Ocean Horror ကြောင့်ဆက်ဆူလိုက်ကြတာပေါ့ဗျာ Caribbean Bay ရဲ့စိမ်းပြောင်းလိုင်းတွေနဲ့ Yucatan ကျွန်းဆွယ်ကိုမထေထေပေါ်တိုင်းနေတဲ့ Chatham Bay ရဲ့အောက်မှာတော့အလေးမရောက်နေမပေါက်တဲ့ကြောင်ကြီးတစ်ခုငြိမ်သက်နေပါတယ်ဒါကတော့ Tamja Blue Hole ပါပဲကမ္ဘာမှာအခုထိသိရသမျှအနက်ဆုံး Blue Hole ဖြစ်ပြီးမီတာ၄၂၀ပေအားဖြင့်၁၃၈၀အထိအနက်ပါတဲ့ခင်ဗျဒဏ္ဍာရီတွေနဲ့သွားပြန်ကြည့်ကြရအောင် ရှေးမာယာလူမျိုးတွေရဲ့ပြောရိုးစဉ်အရမော်ရီနယ်ပြားရှယ်ရီဟာလျာစီမိုဂျိုနဲ့ကဘာကိုထုခွဲခဲ့တဲ့အခါစီနိုဒင်းစ်လို့ခေါ်တဲ့တန်ရှင်တဲ့ရေကန်တွေဖြစ်ပေါ်လာပါတယ်။ဒီကန်တွေကလူသားတွေနဲ့နှဘုံကိုဆက်သွယ်ပြီးတဲ့တကားပေါက်တွေလို့ယုံကြည်ကြတာပေါ့။တမ်ကြားဆိုတဲ့နာမည်ကနိုင်ရှိုင်းနဲ့ရေးလို့ထိပေးရပြီးဒီကြောင့်ကြီးဟာရှေးဖန်တီးခဲ့တဲ့တကားပေါက်တခုလို့တချို့ကယုံကြည်တဲ့ဒေတာကန်တွေကတော့ဒီကြောင့်ကြီးကိုကြာကြာကြည့်ရင်နှဘုံညင်တွေကဆွဲခေါ်နေသလိုခံစားရတယ်လို့တောင်ဆိုကြပါရစ်။တိုင်ပင်ပညာရှင်တွေဘာကြောင့်စိတ်ဝင်စားကြသလဲ။ ဒေသခံရင်ကုန်သမားတွေက၂၀၀၃ခုနှစ်ပိုင်းခြားလေလောက်မှာရှာတွေ့ပြီး၂၀၂၂ခုနှစ်မှာအတီးဖြူပေးခဲ့တဲ့ဒီကြောက်ကြီးဟာ Blaze က Great Blue Hole မီတာ၂၂၅နဲ့ DOP က Dragon Hole မီတာ၃၀၀လို့ထပ်ထောင်နပ်ပါသေးတယ်။ဒါကြောင့်လည်းကမ္ဘာနှစ်ဆုံး Ocean Hole စီးရင်ဝင်နေတာပေါ့ဗျာ။စိတ်ဝင်စားစရာကတခြား Blue Hole တွေကပင်လယ်နဲ့ထဲမှာရှိတတ်ပေမဲ့တမ်ကြောင်တော့ရေတိမ်နဲ့ပင်လယ်အော်ထဲမှာပေါအောင်နေတာပါ။ဒါကြောင့်သေပင်ပညာရှင်တွေကပိုပြီးစိတ်ဝင်စားနေကြတယ်လို့ဆိုရမှာပါပဲ။ သူ့အနောက်ပိုင်းတွေမှာရေခဲကပင်လယ်တက်ရှိရရဲ့အကျဉ်းချံတွေလူသားတွေရဲ့ထိတွေ့ခြင်းမခံရသေးတဲ့ရှင်တန်နေတဲ့ဇီဝစနစ်တွေခေဆက်ဆက်ရာသီဥတုပြောင်းလဲမှုတမိုင်းကြောင်းတွေကိုခြေရာကောင်းနိုင်မဲ့ဒဲလွန်သားတွေပုံခုနေနိုင်တယ်လို့ယုံကြည်ကြပါရည်ဒါပေမဲ့ဘသူမှဆေးမရှိအောင်ကြားသေးပါဘူးအကြောင်းကတော့အနောက်ပိုင်းရောက်လေဘောကျွယ်ဝလာလေဖြစ်တဲ့ဟိုက်ဒရိုဂျင်ဆာလမိုက်တန်ငွေတွေဘိဘဲအောင်မောင်းနေတဲ့အမောင်တို့နဲ့ဘာတွေစောင့်ကြုံနေမလဲမသိရတဲ့အခြေအနေတွေကြောင့်ပါပဲ။ ဒီ Ocean Hoji ကတော့2020နောက်ပိုင်းမှာမှလူတိတူတီဖြစ်လာခဲ့တာပါ။ဟိုးရင်ကတော့ဒေတာခံတွေနဲ့သူတေတီတွေလောက်ကလွယ်ရင်တည်သူရှာရဲခင်ဗျ။ The Mainstream Sestram and Mainstream လို့တည်ကြတဲ့ဒီ Ocean Hoji ကတော့နဝနိုင်ငံ Sestram ရဲ့ဂျေဟာနီအာဒိဆဝိုင်းမြောက်ဘက်မှာတည်ရှိပါရီ။ဒီနေရာကကမ္ဘာအပြင်တန်ဆုံးဒီရေလိုင်းစီးကြောင်းတွေဖြစ်ပေါ်ရနေရဖြစ်ပြီးစတမ်မိုယာနဲ့နက်ဖလန်ဆိုယာကျွန်းတွေကြားရေလကြားချင်းချင်းလေးတွေရေရေရှင်နဲ့စီးဝင်ရကနေအချင်းမီတာ30အထိရှိတဲ့ရေဝဲကြီးကိုဖြစ်ပေါ်နေစေပါတယ် တမိုင်းနဲ့ရှာဖွေတွေ့ရှိမှုကိုကျွန်တော်တို့သွားကြည့်ရအောင်ဒေတာကန်တွေကတော့ရာစုနဲ့အလွန်တွေကလေးကတိထားပြီးပြီဆက်ရှိရာစုနောက်ပိုင်းကျမှနော်ဝေသိပ္ပံပညာရှင်ပီတာဝက်ဆဲတော်ဒန်စကောကတူမတန်တွေမှာပေါ်ပြခဲ့ပြီးနာမည်ကြီးလာခဲ့တာပါအစပထမကတော့ဒနာယီလာပုံပြင်တွေပါဇက်ရာစုတွေနဲ့အသိကိုစမ်းချတဲ့နေရာကြီးပေါ့ ။နောက်ပိုင်းမှာဒီအလိုင်းတွေရဲ့ဖြစ်စဉ်ကိုကမ္ဘာလှည့်မိမနာတွင်မင်းနဲ့ဒီရိုးဆက်ဆံမှုကြောင့်လို့ဒိဗယ်ပညာရှင်တွေကရှင်းပြနိုင်ခဲ့ကြပါတယ်။အခုဒီတော့ဒီနေရာကအစွန်လာခန့်ခရီးတစ်ခုကိုရှာဖွေလို့တွေနဲ့ကမ္ဘာလှည့်ခရီးသွားတွေကြားဆွဲဆောင်နိုင်နေစေပါမယ်။ Wallens Blue Hole ဘာမှနိုင်ငံစန်တာကျိုးစုမှာရှိတဲ့ Wallen Blue Hole ကတော့ကမ္ဘာအနှံ့ဆုံးတဘာဝပင်လယ်ကြီးတွေကတစ်ခုပါပဲ။ဒီတင်းကြီးအနက်ကမီတာ200ကျော်လောက်ထိရှိပြီးရေအောက်ကိုရေစည်းကြောင်းတွေရှားပါးဇီဝမျိုးစိတ်တွေနဲ့ပြည့်နေတဲ့နေရာပါ။ ီနေရာမှာရေကြုံတဲ့ရေငန်တွေရောရှက်သွားပြီးအရိကတဆင်းဖြစ်ပေါ်လာတဲ့ဓာတုဖြစ်စဉ်တွေကြောင့်ထူးဆန်းတဲ့သက်ရှိမျိုးစိတ်တွေရှင်သန်နေပါတည်း။ဒီနေရာကို18ရာစုကတည်းကတိပံပညာရှင်တွေစတင်လေ့လာခဲ့ပြီးမြဲလေ။ဒီပညာတို့တက်လာတဲ့ဒီဘက်ခေတ်နောက်ပိုင်းမှာသာဒီကျင်းကြီးရဲ့အနက်ကိုအပြေးအဝအစိုးရနိုင်ခဲ့ပါတယ်။အခုဆိုရင်ဒီ Blue Hall ကသူတေသီတွေစွန်လားရှာဖွေသူတွေရဲ့အတွက်ရေကဲကဘာလောကရဲ့ချမ်းရေထားခဲ့တဲ့လျှို့ဝှက်ချက်တွေကိုပေါ်ထုတ်နိုင်တဲ့တော့ချက်နေရာတစ်ခုဖြစ်နေပါပြီ။ Dragon Hall နာမည်ကြီးနေရာတွေကတခုဖြစ်ပြီး Dragon Hall လို့အမည်ရတဲ့ဒီ Ocean Hall ကိုတော့တရုတ်နိုင်ငံတောင်တရုတ်ပင်လယ်မှာတွေ့ရမှာပါ။ဒါကကမ္ဘာအနှံ့ရှိုင်းဆုံးသဘာဝပင်လယ်ကူဖြစ်ပြီးအနက်ကမီတာ300ကျော်ရှိပါတယ်။ပေနဲ့ဆိုရင်တော့989ပေပေါ့ဗျာ။နောက်ထပ်ဆက်ဝင်စားကြဒဏ္ဍာရီလာသမိုင်းအကြောင်းအရဒေသခံတွေကဒီအပေါက်ကိုငကားမင်းရဲ့နေအိမ်လို့တင်စားကြပါတယ်။ရေလူကြီးတွေပြောစကားအရဒီအောက်ချင်းမှာငကားကြီးနဲ့ရတနာတိုက်တွေပုန်းကုန်နေတယ်လို့ဆိုကြပါတယ်။လမ်းလုံးကြီးတွေပေါ်လာရင်ငကားတို့လာပြီလို့တော့ယုံကြည်ကြတာပါ။ ဒေဗေပညာရှင်တွေကတော့2016ခုနှစ်မှာဒီဘလူးဟောကိုစနစ်တကျစူးစမ်းလေ့လာခဲ့ပြီးဒီကူအတွင်းမှာအောက်ဆီဂျင်မရှိဘဲရှင်သန်နေတဲ့သက်ရှိမျိုးစိတ်တွေရှိကြောင်းတွေ့ရှိခဲ့ကြပါတယ်ဗျာ။ဒါပြင်ဒီကူရဲ့ကြောက်လာတွေထဲမှာနှစ်ပေါင်းထောင်ကြီးကြာရာသီဥတုဆင်ခဲပြောင်းလဲမှုတွေအတွက်ဒဲလွန်စားတွေတင်စီပေးထားတယ်လို့လည်းဆိုပါရစ်။ဟဲ့ဖန်ဖတ်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့စုံဝင်ကုန်ဆက်ကဂျော်နီတုတ်တဲ့ Watch ထဲမှာပါတဲ့ငကားမရဲ့နန်းတော်ဟာဒီ Ocean ဟိုးကြီးထဲမှာလို့ယုံကြည်ကြပါသေးတယ်။ဂျပန် Trash ဂျပန်နိုင်ငံရဲ့အရှေ့ဘက်ကန်ဒနာမှာတည်ရှိပြီးပစိဖိတ်ပလေးဘက်ကနေမြောက်အမေရိကပလေးအောက်ကိုကျွဝင်နေတဲ့ဒေတာဖြစ်ပါတယ်။ဒီတိုင်းဝမ်ဟာပေ1000ကျော်ကီလိုမီတာအဖြစ်17ကီလိုမီတာကျော်အနက်အထိရှိပြီးတော့ဒီဒေတာရဲ့ငလျင်နဲ့မီတောင်လောက်ရှားမှုတွေအတွက်အဓိကအရင်မြစ်ပါပဲ။နေသားမောင်းများသောအကြမ်းလာတဲ့ကြောက်လွာစုပေါင်းမှုဖြစ်စဉ်ကြောင့်ငလျင်ငယ်ရီငလျင်ကြီးတွေနဲ့မီတောင်ပေါက်ကွဲမှုတွေမကြာခဏဖြစ်ပွားလေးရှိပါတယ်။ဒီတိုင်းဝမ်ဟာ2017ခုနှစ်ကဂျပန်အရှေ့ပိုင်းကိုလောက်ကပ်ခဲ့တဲ့အင်အားအပြင်းဆုံးငလျင်ကြီး မဂနီတူ9.3အပေါင်းအပါဝင်တခြားသမိုင်းတွင်ရေးစိမ့်မဲ့ငလျင်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီငလျင်ကြီးကြောင့်ပဲဆူနာမီကြီးဖြစ်ပွားခဲ့ပြီးဂျပန်ကမ်းရိုးနဲ့တခြားပြင်းစည်းမှုတွေအများပြားဖြစ်ခဲ့ပါတယ်။အခုတည်းကဒီဒေသရဲ့ငလျင်လှုပ်ရှားမှုတွေဟာစိုးရိမ်စရာဖြစ်ရှိနေသေးပြီ။ဒေဗန်မညာရှင်တွေကဒီဖြစ်စဉ်တွေကိုပုံမနာလေပြီးဂျိုဒင်ခန့်မှန်းနိုင်ဖို့သူတေသနာတွေဆက်လုပ်နေကြပါတယ်။ဒီကြိမ်မန်းကိုလေ့လာဖို့ RV CQ လို့သူတေသနာသမားတွေကခေမီနီပညာတွေကိုသုံးပြီး မောဒရာကျမ်းမြင်ကိုတူဖို့ကကြောက်လာရွေလားမှုဆိုင်ရာအချက်လက်တွေစုဆောင်းနေကြပါပြီ။ဒီသူပြေသနာတွေကငလင်တွေကိုကြိုတင်ခံမှန်းနိုင်မှုနဲ့ကြောက်လာဖွဲ့စည်းပုံတွေကိုနားလည်မှုကိုညှိပေးတယ်လို့ဆိုပါရီ။ဂျပန်ထရန့်ကတော့ငလင်တခုတည်းတည်းမကပါဘူး။ဂျပန်နိုင်ငံရဲ့မြေမျက်နှာသွေးမြင်ကိုဖန်တီးရမှာအရေးပါအရာရောက်တဲ့ဘုံမိပေရာဖြစ်စဉ်တခုလို့ဆိုရင်လည်းမမှားပါဘူး။ Blue Hole of Gozo ကိုဇိုဂျိုရဲ့ဘလူးဟောလ်ကတော့မြေနယ်ပင်လယ်ထဲကနိုင်ငံတစ်ခုဖြစ်တဲ့မာတာနိုင်ငံမှာတည်ရှိပြီးကမ္ဘာကျော်ရေငုပ်နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာကိုသွားရင်ဂျီလင်နဲ့ပင်လယ်ရေရေအောက်ကိုရင်းဆိုင်လန်နဲ့ရေကြီးမော်ရီနဲ့ရောင်စုံငါးလေးတွေကိုတွေ့ရမှာပါ။ဒီတော့တဘာဝလာဘကိုမှဆွဲလန်းပါရဲဆိုတဲ့ဘရာသားများဖို့စည်ရင်နဲ့သာမှတ်ထားတော့ဗျ။လူဟိုရနက15မီတာလောက်ရှိပြီးဝဲမောက်တစ်ခုကနေပင်လယ်ပင်နဲ့ဆက်သွယ်ပေးထားပါတယ်။တဘာဝတိုင်းဖြစ်နေတဲ့ပင်လယ်တကားပေါက်ကြီးဆိုပါတော့ဗျ။ဒီမှာရင်ခုတ်ဘူးသူတိုင်းကတော့ရေရောက်ကအလှပတွေကြောင့်ပြောမစုံပေါင်းတောတုံးတောင်ဖြစ်ကြရပါတည်း။ အရင်ကငါဒီနေရာမှာအစရာဝင်းတို့လို့ခေါ်တဲ့သဘာဝကြောက်တိုင်ကြီးရှိခဲ့ပြီမယ်။2019ခုနှစ်မှာတော့ပြိုကျသွားခဲ့ပါတယ်။ဒါပေမဲ့ Blue Hawaii လောက်တော့မထိခိုက်စေခဲ့ဘူးလို့ပဲပြောရမှာပါပဲ။ရေအောင်မှာရှေးအောင်ကြောက်လွားရီ၊ရာပါတရွာရီနဲ့အခုဒီမသိနိုင်သေးတဲ့လူဝဲစမ်းကြမှုတွေဖြစ်နေနေတာကြောင့်ဇူတန်လီလာသူတွေကတော့ဝင်လာမစဲတသေးသေးပါပဲ။ Great Ocean Blue Hole ကမ္ဘာအပေါ်တစ်ခုဖြစ်တဲ့ Great Ocean Blue Hole ကတော့ Caribbean ပြည်နယ်တွေက Place Gyrena မှာတည်ရှိပါတယ်။ ဒါ UNESCO ရဲ့ကမ္ဘာအမွေအနှစ်နေရာစီရင်ဝင် Blake Faria Reef Restore System နဲ့မှာပါဝင်ပြီးကမ္ဘာကျော် Diving Spot တစ်ခုဖြစ်လဲနေမယ်ကြည်ပါရီဒီ YL မြောက်နေရာလမ်းကောင်းကြီးဟာအကျယ်ပေ1000မီတာ300နဲ့အမြင့်ပေ400မီတာ120လောက်ထိရှိပါရီဒါကရေခဲခေလုံခဲ့တဲ့နေပေါင်း1000လောက်ကဖြစ်ပေါ်လာခဲ့တယ်လို့လဲဆိုပါရီပေလယ်အမြင့်နယ်ပင်တွေမြင့်တက်လာတဲ့အခါဂူကြီးရဲ့အမိုးပြိုကျပြီးအခုမြင်ရတဲ့ Blue Hole ပုံစံဖြစ်လာတဲ့ဆိုပါတော့ဒီနေရာကကြီးလင်းပြားလဲနေတဲ့ရေပင်ကြီးဟာငုတ်ရှာပွေသူတွေကိုစူးစမ်းလေ့လာခွင့်အဖြစ်ပေးထားပြန်ပါရီ အတွင်ပိုင်းမှာတော့သဘာဝဖြစ်ကြောက်စက်တိုင်းကြီးတွေငါးအုပ်ကြီးတွေနဲ့ရေအောက်တက်ရှိပြီးစားသဖြင့်စုံလင်လာပါတယ်ဒီလိုထူးခြားတဲ့ဖွယ်စည်းပုံနဲ့တနာကြောက်တန်းတွေကြောင့်ကမ္ဘာလေခရီးသွားတွေရင်းငုတ်ဝါသနာရှင်တွေရဲ့အာရုံကိုအပြည့်ပြင်းဖန်ဆားထားနိုင်တယ်လို့ဆိုရပါလိမ့်မယ် Dense Blue Hole Dense Blue Hole ရဲ့အကြောင်းကိုပြောရရင်တော့ကမ္ဘာအခြေဆုံး Blue Hole ဆိုတဲ့ဂေါ်ပုတ်ကြီးတက်ပြောရမယ်ထင်ပါတယ်ဘာဟာမနိုင်ငံက Long Island ကျွန်းနားမှာတည်ရှိပြီးအနက်မီတာ၂၀၀မီတာပေအားဖြင့်663ဖြင့်ရှိပါတယ်။တဘောအံပွဲတစ်ခုလုံးတောင်တင်စားထားကြရခင်ဗျ။ ဒေဟောဂျီကို1990ပြည့်လွန်နှစ်တွေမှာဒင်းဆိုတဲ့ဒေသခံ၅ဗန်းသမားကဒူဘိုင်နဲ့နားမှာတွေ့ရှိခဲ့တာပါအဲဒီကနေဒင်းဘလူးဟိုးလို့နာမည်တွင်လာတဲ့ဆိုပါတော့ဂန်ဂျီနဲ့တိမ်မဝေးပေမဲ့အရင်ကတော့တီးတူတိမ်မရှိခဲ့ပါဘူးဘလူးဟိုးလို့နေရာတွေကကြည်လင်နဲ့ရှိုင်းပြီးတော့ရေပြာရောင်ကြီးလဲလဲတွေနဲ့ဒရိတ်ဆန်မျိုးစုံအတွက်တည်တံ့ကြရစနစ်တခုလည်းဖြစ်နေပြန်ပါပြီဒင်းဘလူးဟိုးကတော့ဖရီဒိုင်ပင်အတွက်နာမည်ကြီးပါပြီရေဒီယာနဲ့ပြီးငိန်သက်တဲ့အတွက်ကဘာတရာကဒိုင်းမင်သမားတွေလာရောက်ဆန်တက်လေးရှိပါပြီဒီနေရာမှာကဘာဆန်ရှင်တွေတော့များစွာချိုးခဲ့ပူးတည်တယ် ဒါပြင်ဒီနေရာကဘယ်လက်သရွားတွေအတွက်တော့ safe zone တခုလည်းဖြစ်ပါတယ်။ငါ၊လိမ့်နဲ့တခြားရင်းနေသရွားမျိုးစိတ်တွေစက်စားရာဒေသလို့ဆိုရင်လည်းမမှားပါဘူး။ဇက်ကဒန်ဆင်ဟိုမက္ကဆီကိုနိုင်ငံထမော်လီဘတ်ပြည်နယ်မှာရှိတဲ့ဇက်ကဒန်လို့အမည်ရတဲ့ဒီဆင်ဟိုကြီးကတော့ကမ္ဘာအနှံ့အစောသဘာဝကျင်းတွေတကတခုပဲဖြစ်ပါတယ်။အနက်က335မီတာပေ1099ပေကျော်တိရှိပြီးတော့မက္ကဆီကိုမှာတော့အနက်ဆုံးပါတယ်ဗျာ ဒီကြိမ်ကြီးကသူ့ရဲ့ထူဆန်းတဲ့မြေအောက်ကိုရိဒိဗေမညာအတွက်အရေးပါတဲ့သူ့ရဲ့သနာရီကြောင့်ရင်းငုံသမားရီသူ့ရဲ့သူရဲ့အချာနာမည်ကြည်ပါရယ်ဟဲကေတီပဲပေါ့1993ခုနှစ်မှာရင်းငုံသမားအပွဲတစ်ပွဲကပထမဆုံးရှာတွေ့ခဲ့ပေမယ့်2000ပြည့်နှစ်အစောပိုင်းရောက်မှပဲကဘာကတိလာခဲ့တာပါ2009ခုနှစ်မှာ National Speleological Sociality အဖွဲ့နဲ့ဒုတိယတီတွေကကျင်းအနောက်ကိုအောင်မြင်စွာဆူဆန်းနိုင်ခဲ့ပြီး နေရောက်ရေကန်တွေအရင်ကမမြင်ဘူးတဲ့အကောင်အငယ်လေးတွေရှင်သန်နေတာကိုလည်းတွေ့ရှိခဲ့ကြပါတယ်။အခုဒီတော့ဒီချင်းကြီးကသိပ္ပံပညာရှင်တွေအထူးသဖြင့် Speology သုတေသီတွေအတွက်အတဲခိုက်တဲ့နေရာကြီးတနေရာဆိုပါတော့ Blue Hole of Daha ဒါဟဘလူးဟောကတော့အလားတရာပေါင်းတရဖူဆောင်းထားတဲ့တဘာဝရှုံမြောင်ကြီးဖြစ်ပြီးတပတ်မှလည်းနမိတ်ဆိုးနဲ့ကြော်ကြပါရယ်အင်းလာလုံးတော့အန်ရန်ကလည်းတဲပြင်းတာကိုပြဆိုးဆိုးရေကုန်သမားရဲ့တင်းချိုင်းကူလို့တော့အမိထွေနဲ့ထီပဲပြ ဒီရှိုးကြီးဘယ်တော့မှဖြစ်လာတယ်ဆိုတာတိတိကျကျမသိပေမယ့်ကဘာမကတခြားဘလူးဟောရီလိုပဲထုံးကြောက်တွေနှစ်ထောင်ကြီးတိုင်စားခံရတာနေပြက်စီးလာမှုကြောင့်ဖြစ်လာတဲ့တဘာဝရှုံမောင်းတစ်ခုလို့ယူဆကြပါရစေ။ဘလောက်အန္တရာယ်များသလဲ20ရာစုမှာဒီနေရာဟာသူ့ရဲ့တဘာဝအလားတရားနဲ့ဓမ္မထူးခြားတဲ့ဖွယ်စည်းပုံတွေကြောင့်ဒိုင်မန်သမားတွေကြောင့်မှနာမည်ကြီးလာခဲ့ပါရစေ။ဒါပေမဲ့လည်းအချက်တစ်ချက်ကသူ့ရဲ့အလားတရားတွေကိုအကြီးတန်းသွားစေတယ်ဗျ။ဘယ်လပင်စီကိုဥတီလီယာနေထားတဲ့56မီတာ184ဖြင့်အနက်မှာရှိတယ်။26မီတာရှိရှိတဲ့ The Ash logo ရဲ့အမွေလိုင်းကောင်းကြောင့်နာမည်ဆိုးနေလဲကြော်ကြားသွားခဲ့ရပါတယ်။ဒါပေမဲ့တမားအများစုကသူရဲ့လုံနိုင်တဲ့ limit ကိုပဲ over confident ဖြစ်တာနဲ့ပါမှာပေါ့ဒီ။ Nitrogen gas ratio မရကနေရောအောက်ဆီဂျင်အဆိပ်သင့်မှုတွေဖြစ်လာတာကနေရောရေကုန်နေတဲ့လမ်းသတိလဲသွားပြီးတည်ဆုံးမှုတွေကဇာတ်တိုက်ဆိုးတို့အဆပြိုလာခဲ့ပါရဲ့။ နှစ်ထောင်ပြည့်နှစ်ပိုင်းတော့ကရုရှား-အစ္စရေလလူမျိုးယူရီလီပီကီဆိုသူရဲ့ရေအောက်135မီတာ389ပေအနက်မှာယင်းနေ့သေးဆုံးခဲ့တဲ့ဖြစ်စဉ်ကတော့အထင်ရှားဆုံးပေါ့။ဒီဆုံးပြီးနောက်ပိုင်းသူအလောင်းကိုပြန်တွေ့ချိန်သူကောင်းမှတက်ထားတဲ့ကင်မရာကိုစစ်ဆေးရာကနေကင်မရာရဲ့ယူရီလီပီကီရဲ့နောက်ဆုံးအခြေအနေကိုရေအောက်မှတ်တမ်းဖြစ်မှတ်တမ်းတင်ထားနိုင်ကြတာကြောင့်လေဒီသတင်းကပေါ်ပြီးဟိုးလေးကြော်ကြော်ဖြစ်သွားရသလိုဒါပတ်မှလည်းဒိုင်မင်သမားတွေကြားမပြောမပြီးစကားဝိုင်းတစ်ခုဖြစ်လာခဲ့ပါရဲ့။ဒဏ္ဍာရီနဲ့အယူသီးမှုတွေကလည်းတူးနေသေးပါပဲ။ ။ဒါပြောင်းဒီမှာနေတိုင်းနဲ့ဘဒူအင်းလူမျိုးတို့ကဒီဘလူးဟိုးကိုချိန်သာတိုက်ထားတယ်လို့ယုံကြည်ကြပါရယ်။ဒါနိုင်တခုရအတင်းချက်လက်ထက်ခံရမှုကနေလွတ်ဖို့မဲကလေးတယောက်ဟာဒီမှာရင်းနှီးသေးဆုံးခဲ့ပြီးဒူဘိုင်ဝင်ကဒီရှိုးမြောင်တဲ့ရေလောင်ငုတ်သူတွေကိုတေးအောင်လုပ်နေတယ်လို့ဆိုပါရယ်။မန်ဒီမမန်ဒီအပါထလူအသေးပြောင်းများတာတော့အမှန်ပါပဲ။ဒါကြောင့်လေအခုအချိန်မှာအဲ့ဒီနေရာကိုသွားရင်ငုံမယ်ဆိုတော့ကြားနေရာတွေနဲ့မတူတဲ့အစီအမင်းစီကန်းတွေကိုတင်းတင်းကြပ်ကြပ်လိုက်နာကြရမှာပါ။ ။တပတ်မှလည်းဒီ blue hot white ဟာရေလိုင်းပုံမှုအားတခြားနေရာတွေထက်စာရင်ညော့နေတာကြောင့် free divers တွေလေ့ကျင့်ရ training ကွင်းလိုလည်းဖြစ်နေပြန်ပါရည်။ဒီတော့ကမှဆရာကြားတဲ့ကျွမ်းကျင်သူတွေကတော့ Android များလာပါရည်ဆိုတဲ့ blue hot ရဲ့ချိုးမြောင်လေးကိုစူးစမ်းလေ့လာရခဲ့ရွေးအသက်ကိုလောင်းကြီးထည့်ရင်ချားကြတာပေါ့။နောက်ထပ်အသက်တွေမဆုံးရှုံးရတော့လေအောင်မတော်တဆမှုတွေကလည်းကာကွယ်ဖို့အေဂျင့်အစိုးရကလည်းဒိုင်မင်သမားနဲ့လိုက်နာရမယ့် safety rules တွေကိုပုံပြီးတင်းကျပ်ထားပါသေးတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာတွေကတော့ကမ္ဘာတစ်လောကဘောလင်ထူးခြား Ocean Home အကြောင်းပဲဖြစ်ပါတယ်။ လူချင်းမင်းတို့ရောဘဲတစ်ခုစီအရောက်သွားဖြစ်ဖို့၁၉မီတာတလေခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ